တင်တို့အနေနဲ့ကြားတာမယုံနိုင်စရာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့တရုတ်နိုင်ငံက food vlogger တယောက်ကတော့ live လွှင့်နေစဉ်အတွင်းမှာပဲစပိုးနေပြီးတေးဆုံးသွားပူပါရယ်အလားတူပဲအစားအသောက်တွေစားပြတဲ့ food vlogger တအူးလည်းစားတောက်နေစဉ်အတွင်းမှာပဲရုတ်တရက်တေးဆုံးသွားပူပါရယ်ဒါတွေမကသေးပဲအမျိုးသမီးတအူးဟာကျန်းမာရေးနဲ့ညှဉ်းညွတ်တယ်ဆိုတဲ့အသီးအနှံတွေကိုစားတောက်ရင်ရုတ်တရက်တေးဆုံးသွားတာတွေလည်းရှိပါရယ်ဒါကြောင့်ဒီကနေ့မှာတော့တင်တို့ကိုအစားအစာတွေစားတောက်ရင်ကင်မရာရှိမှရင်တေးဆုံးသွားကြတယ်ကဘာတလွားက food vlogger ရဲ့အကြောင်းကိုစူးစီးတင်ဆက်ပေးသွားမှာပါ အရေးဆုံးအနေနဲ့အစီအစဉ်လေးမစခင်မှာကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်သွားဖို့တောင်းဆိုပါရစေ။ကဲအစီအစဉ်ဖြစ်ပြီဆိုရင်တော့စလိုက်ရအောင်ပါ။ပန်းစီထုံကဘာဘောကလူတိုင်းကဘသူမဆိုအစားတောင်းတဲ့လုတ်ကင်းတဲ့သူဆိုတာရှိနိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့လည်းလူတို့ချို့ကတော့သူတို့အနေနဲ့မွေးဖွားလာတာဟာအစားစားရုံအတသက်အတွက်ပဲလို့ယုံကြည်နေပုံရတယ်လို့ တို့ရဲ့အသက်ကိုတော့အစားအစာလောက်ဂယုမဆိုင်ခဲ့ကြပါဘူး။တင်ခုမြေတွင်းနေရတဲ့အစားစားနေတဲ့အမျိုးသမီးကတော့သူတို့တွေကတယောက်အပါဝင်လို့ဆိုနိုင်ပြီးသူမဟာအသက်24နှစ်သာရှိသေးတဲ့တရုတ်နိုင်ငံကမိန်းကလေးတဦးဖြစ်ပါလိမ့်။ပန်စီထွန်းမှာတရုတ်နိုင်ငံကနာမည်ကျော် food vlogger တွေတဲကတယောက်အပါဝင်ဖြစ်တယ်လို့အန်အိုဘိုကောင်းစွာနဲ့ပဲသူမဟာကင်မရာရှေ့မှာထိုင်ရင်း6နိုင်ကြောင်း live link တင်ဆက်ရင်းစားတောက်ပြခဲ့ပါလိမ့်။တယုံတယုံဘလို့လူမျိုးကားမှ6နိုင်ကြောင်းစားဖို့နေနေတသား9ဝက်လောက်တောင်းစက်တိုက်စားနိုင်ဖို့ဆိုတာ တက်နိုင်ကြမှာမဟုတ်ပါဘူး။ဒါပေမဲ့လည်းသူမကတော့အချိန်ကြာမြင့်သွားစားတောင်းနှိုင်းရုံနဲ့မကပဲတစ်ချိန်စားရင်လည်း30ကီလိုဂရမ်လောက်အထိကိုစားတောင်းနိုင်တယ်လို့ဆိုပါရယ်။ဒါဒီမကသေးပဲသူမစားနေတဲ့အစားအသောက်တွေဟာလည်းဘတ်ဂါရီ၊ပီဇာတွေအသားကျော်တွေနဲ့တခြားစီကျော်စားတွေ၊ချစ်စ်တွေများတဲ့အစားအစာတွေဖြစ်နေတတ်လိရှိပါရယ်။ဒီလိုနဲ့တရက်မှာတော့သူမလည်းထုံးစံအတိုင်းကင်မရာရှိမှစားတောက်ပြနေတော့အခြေအနေတွေကရုတ်တရက်ဆိုးလာပါလေဒီလိုနဲ့သူမကိုလည်းအလျင်အမြန်ဆေးရုံပို့လိုက်ကြပြီးဆရာဝန်တွေကလည်း တကယ်လို့သူမအနေနဲ့အခုလိုပုံစံမျိုးတွေဆက်လက်စားတောက်အောင်မယ်ဆိုရင်ဒီအစားအစာတွေကြောင့်တည့်ရမှာအသက်သေးဆုံးတဲ့အထိကြုံတွေ့လိမ့်မယ်လို့သတိပေးလာပါတယ်။ဒါပေမဲ့လည်းသူမကတော့ဘသူ့ရဲ့ဇကာကိုမှနားမထောင်ခဲ့ပါဘူး။ဘလို့အခြေအနေမျိုးမှာဖြစ်ဖြစ်သူမဟာအရင်တိုင်းသာဆက်လက်စားတောက်နေစေဖြစ်တယ်လို့ဖြစ်လာသမျှယောဂလက္ခဏာတွေကိုလည်းခပ်ပပေါ်တာသဘောထားရင်လစ်လူရှုခဲ့ပါတယ်။ဒီလိုနဲ့ပဲတည့်ရမှာတော့သူမလည်းအရင်လိုကင်မရာရှိမှစားတောက်ပြနေတော့ထိတ်လန့်ပေါ်ရာဖြစ်ရတဲ့ခုကိုကြုံတွေ့လိုက်ရပါတော့တယ်။ ဖြစ်စဉ်ကတော့ဖန်စီတော်မဟာ10နိုင်ဇက်တိုက် live stream လွှင့်အဆက်မပြတ်စားတောက်ပြခဲ့တာဖြစ်ပြီးသူမှစားတောက်ထားတာကလည်းအတော်များသွားပါတယ်။ဒါကြောင့်မဲနောက်ဆုံးမှာတော့သူမရဲ့အစာရင်ဟာပေါက်ထွက်သွားခဲ့ပြီးအခြေအနေအတော်လေးဆိုးဝါးသွားပါတယ်။သူမကိုစိတ်ယုံမပူအပ်သေးခင်မှာပဲသူမရဲ့အိမ်မှာ live stream လွှင့်တိတ်ဆုံးသွားခဲ့တာဖြစ်ပါတယ်။သူမဟာအစာအစာကိုအသက်ထပ်ပိုးပြီးတော့ YouTube ခုတ်မိနေတယ်လို့ဆိုရမှလို့ပဲဖြစ်ပါတယ်။ဂျနာဆမ်ဆိုနိုဗာ ကဲကြည့်ရှုနေတဲ့တင်တို့လည်းတင်တို့ရဲ့ပတ်ဝန်းကျင်မှာအစီကြစေဖို့အစားအစာကိုချင့်ချိန်စားတော့ပြီးကျမ်းမာရေးနဲ့ညီညွတ်တဲ့ဟင်းသီးဟေးရွက်ကြီးပဲစားတော့နေရအောင်မြင်တွေ့ဘူးမှာပါဒါကကောင်းမွန်တဲ့အလေးထားတစ်ခုလို့ဆိုပေမဲ့တကယ်လို့လူတယောက်ဟာလူဝတ်တာထပ်ပို့ပြီးအစာလျှော့စားရင်တော့အသက်အန္တရာယ်ပါထိခိုက်လာနိုင်ပါ रे ဟုတ်ပါ रे ကြားရတာကတော့မယုံကြည်နိုင်စရာပါဒါပေမဲ့တင်ခုမြင်တွေ့နေရတဲ့ဂျန်နာဆိုတဲ့ဒီအမျိုးသမီးကတော့ရုရှားနိုင်ငံကအစာအသောက် influencer တယောက်ဖြစ်ပါ रे ဒီအမျိုးသမီးဟာလောကကိုတသက်လောက်သမားဖြစ်ပြီးဘရောမအသားငါးစားတောက်ခြင်းမရှိပါဘူး ူမရဲ့အဆိုအရသူမဟာဘယ်တော့မှအသားငါမစားပဲချက်သားအမဲသားငါစတာတွေဆိုရင်လုံးဝမစားဘူးလို့ဆိုပါရယ်သူမရဲ့ဆိုရှယ်မီဒီယာအကောင့်မှာလည်းသူ့ရဲ့အစီချစားသုံးမှုအစီအစဉ်ကိုအမြဲတမ်းလို့လို့ပြလဲဝေမျှပေးလေးရှိပြီးသူမရဲ့စားတောက်ရဲ့အစီအစဉ်နဲ့ဗီဒီယိုတွေမှာတော့အသီးတွေအရွက်တွေအစိအစံတွေနဲ့တည်တည်ဖြောရဲတွေကိုသာမြင်တွေ့ရမှာဖြစ်ပါရယ်သူမဟာတသက်လို့စားသူတူဦးဖြစ်တယ်လို့ပိမိန်ပပခန္ဓာကိုရှိပြီးတည့်ရမှာတော့သူမလည်းအပြင်းထန်ဖြားနာပါရဲ့ ်ဆရာဝန်တွေကလည်းသူမရဲ့ခန္ဓာကိုယ်ဟာဟင်းသီးဟင်းရွက်တွေအပြင်ပရိုတင်းဆိုတဲ့အသားဓာတ်ပါလိုအပ်ကြောင်းအသေးချာရှင်းပြပေးမယ်သူမကတော့ခေါင်းမစွာနဲ့ပဲဘသူတွေပါပြပြလုံးဝနားမထောင်ပဲဆရာဝန်စီကိုလည်းစက်မသွားတော့ပါဘူးတကယ်တော့သူမဟာအသားမစားရုံနဲ့မကပဲအလွန်အမင်းကိုအလေးချိန်ရှော့ချသူတူတူလည်းဖြစ်ပြီးတခါတလေမှဘာမှမစားပဲအသီးရွက်ဖြောရည်သာတောက်တဲ့အခါမျိုးတွေတောင်ရှိပါလေသူမဟာတနေ့ကုန်စားလောင်တဲ့အတိုင်းနေရင်အပြင်းထန်ကိုအလေးချိန်ချတာတွေဆက်လက်ပြုလုပ်နေရကြောင်းနောက်ဆုံးမှာတော့သူမရဲ့အခြေအနေဟာ လုံးဝဆူဝါသွားပါရည်။တရမှာတော့သူမဟာအိပ်ပျော်ရာကနေပြန်မနှိုးတော့တာကြောင့်သူ့ရဲ့မိသားစုဝင်တွေကလည်းသူမကိုအိပ်ရာကနှိုးဖို့ကြိုးစားကြည့်တဲ့အခါအဲ့ဒီအချိန်မှာပဲမိသားစုဝင်တွေလည်းဂျနဟာဆာလောင်မိုးတိတ်လုံရင်သေဆုံးသွားမှန်းသိလိုက်ရပါရည်။ဒါကြောင့်ကိုအလေးချိန်ရှော့ချတဲ့အစီကြောင့်အစားတောက်ကန့်တက်တယ်ဆိုတာဟာကောင်းမွန်တဲ့ဆိုပေမဲ့အလွန်ကျွံလုံမယ်ဆိုရင်တော့အသက်အန္တရာယ်တွေကြုံတွေ့ရတဲ့အကြောင်းဂျနာရဲ့ဖြစ်ရပ်ကတက်တည်ပြလို့နေတာဖြစ်ပါရည်။ Kenny Godiva တကယ်လို့လူတယောက်ဟာအဝါလုံနေတယ်လို့သတ်မှတ်ပြီဆိုရင်ကိုယ်လေးချင်းရှော့ချရေးအတွက်စတင်ဆောင်ရွက်သင့်ပြီဖြစ်တယ်လို့သူရဲ့ကျမ်းမာရေးကိုအသေးစားဂရုစိုက်သင့်ပြီဖြစ်ပါတယ်။ဒါမှသာအဝါလုံရာကနေဖြစ်လာမယ့်နောက်ဆက်တွဲကျမ်းမာရေးပြဿနာကြီးတွေကိုရှောင်လွှဲနိုင်မှာပါ။ဒါပေမဲ့ဒီအခြေအနေနဲ့ပြောင်းပြန်ဖြစ်သွားပြီးအဝါလုံနေတဲ့သူတယောက်က food vlogger လာလောက်တာမျိုးကလည်းအမှန်တကယ်ရှိလို့နေပါတယ်။သူမရဲ့နာမည်ကတော့ Candy Godvive ဖြစ်ပြီးသူမဟာကမ္ဘာတလောအစားအသောက် vlog တွေကိုအားကျတာကြောင့်သူမလည်း food vlog channel တစ်ခုကိုဖန်တီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ food vlog video တွေစတင်တင်ဆက်လာပြီးသူမဟာတစ်ချိန်ထဲမှာတင်အစားအစာအများကြီးစားပြသလိုတာမန်လူတယောက်အနေနဲ့ဘလူနီးနဲ့မှသူမလိုစားတောင်းနိုင်မှာမဟုတ်ပါဘူး။သူမဟာရေတံတပတ်တစ်ခုလုံးဒီလိုမျိုးစားတောင်းနေခဲ့တာဖြစ်ပြီးသူမရဲ့ခန္ဓာကိုယ်ကလည်းပူပေါင်းတစ်ခုလုံးပူဖောင်းလာခဲ့ပါရဲ့။အဲလိုနဲ့တရက်မှာတော့သူမလည်းအရင်ကလိုပဲစားတောင်းနေတော့ရုပ်တရက်ကျမ်းမာရဲ့အခြေအနေဆိုးဝါးလာခဲ့ပါရဲ့။ဒါနဲ့ပဲသူမရဲ့မိသားစုဝင်တွေကလည်းသူမကိုအလင်းမြန်စေးုံပို့လိုက်ရပြီး ဆရာဝန်ကလည်းတကယ်လို့သူမအနေနဲ့အခုလိုမျိုးတွေဆက်လုပ်နေမယ်ဆိုရင်အချိန်ကြာကြာဆက်လက်အသက်ရှင်နိုင်မှာဘလို့နည်းနဲ့မှမဖြစ်နိုင်ဘူးလို့တတိပေးလိုက်ပါရီသူမရဲ့ခန္ဓာကိုယ်အရွယ်စားနေဆိုရင်ကျန်းမာရေးနဲ့ညီညွတ်စေဖို့အတွက်ကိုယ်အလေးချိန်ရှော့ချဖို့စတင်ပြင်ဆင်ရတော့မှာပါဒါပေမဲ့သူမကလည်းမကြခင်မှာပဲဆရာဝန်ပြောတာတွေကိုနားလည်လာပြီးအလွန်ကျွံစားတော့တဲ့သူမရဲ့အချိန်ကိုပြင်ဆင်လာခဲ့ပါရီကံကောင်းစွာနဲ့ပဲသူမကတော့အချိန်မီအတီတရားဝင်တာကြောင့်ဒီဗီဒီယိုတွေကတခြားသူတွေလိုအဖြစ်ဆိုးမျိုးနဲ့တော့မကြုံတွေ့သွားခဲ့ရပါဘူး ထိုင်လာဂျော်နီကဲဒီနောက်ခုမြင်တွေ့နေရတာကတော့ထိုင်လာဂျော်နီဆိုတဲ့နာမည်ကြီး TikTok celebrity ဦးပဲဖြစ်ပါတယ်သူရဲ့ TikTok account ကတော့ War Friend လို့နာမည်ပေးထားတာဖြစ်ပြီး follower နှစ်သန်းကျော်ဝန်းကျင်လောက်ရှိပါတယ်သူဟာအစားအသောက် video တွေကို channel မှာနေစဉ်တင်ဆက်သူဖြစ်တယ်လို့များသောအားဖြင့် cheese တွေအရွယ်အစားအလွန်ကြီးမားတဲ့ burger တွေစီကြောစာတွေလမ်းမေးကအတင်းစားအစားအစာတွေဖြစ်နေတတ်လိမ့်ရှိပါတယ်ပိုဆိုးတာကတော့ဒီအမျိုးသားဟာငကိုကလေးက Wi-Fi သူတယောက်ဖြစ်ပြီး ကြီးစုနေသူတွေများလာစေဖို့ဒီလိုအစားအစာမျိုးတွေကိုနေစဉ်ရက်ဆက်စားတောက်လာတဲ့အချိန်မှာတော့အခြေအနေတွေဟာပိုလို့တော့ဆိုးရလာပါရီဒီလိုနဲ့ပဲအချိန်တစ်ခုထိကြာအောင်စားတောက်လာပြီးတဲ့နောက်မှာတော့အဆုံးအသတ်မှာထိုင်လာဟာအသက်ရှူဟာခက်ခဲလာတဲ့အထိဖြစ်လာပါရီ2023ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာတော့ Waffler ဟာ TikTok က live stream တွေကို တင်ဆက်ရင်းစားတောက်နေတော့မှာပဲအလွန်အကျွံစားတောက်မိရင်အခြေအနေတွေဆိုးရလာခဲ့ပါရီ ူရဲ့မိသားစုတွေကလည်းသူ့ကိုချက်ချင်းပဲစေယုံကိုခေါ်ဆောင်သွားပြီးဆရာဝန်တွေကလည်းစမ်းသပ်ဆစ်ဆီးပြီးတဲ့နောက်မှာတော့သူဟာနှလုံးရက်သွားတာဖြစ်ကြောင်းသိခဲ့ရပြီးနေရာမှာတင်အသက်သေဆုံးသွားခဲ့ပါတယ်။ဖြစ်စဉ်ကတော့ဝါဖလာဟာအလွန်ကျွန်းစားတောက်နေကော်ရက်စတောလေဗယ်အဆမတန်မြင့်တက်လာခဲ့တာဖြစ်ပြီးဒီလိုမျိုးအခြေအနေတွေကြုံတွေ့နေရတာတော့မှအစီများတဲ့အစားအစာတွေစားသုံးမှုမလျှော့ချခြင်းပဲပါဘူး။နောက်ဆုံးမှာတော့သူ့ရဲ့ cross door level ဟာအလွန်မြင့်တက်လာရင်နှလုံးသွေးပြန်ကျော်ပိတ်သွားခဲ့ပြီးဒါကြောင့်ပဲရုတ်တရက်နှလုံးရက်တိဆုံးသွားတာဖြစ်ပါတယ် ဒါတကယ်ကိုယူမိုက်သူလို့ဆိုရမှာပါဆန်ယီဇန်ဆန်ကလည်းသူ့ရဲ့အစားအသောက်ဗီဒီယိုတွေကိုတင်ဆက်ပေးနေကြ vlogger တယောက်ပါသူကအစားအစာစားတောက်ပြတဲ့ဗီဒီယိုတွေကိုအကောင့်မှာနေစဉ်တင်ဆက်လေးရှိတယ်လို့ live stream တွေလည်းပြုလုပ်ပြပါတယ်ဒါကြောင့်ပရိသတ်တွေလည်းသူနဲ့ diet ထိတွေ့ခွင့်ရတယ်လို့ဆန်လည်းစိတ်ဝင်စားကြည့်ရှုတဲ့ပရိသတ်တွေကြောင့်ဝင်ငွေရရှိလျက်ရှိပါတယ်ဒီလိုနဲ့ပဲဆန်ဟာတစားတဲ့တစား follower တွေများလာတယ်လို့အမြဲလိုလိုအတင်စားအစားအစာတွေ စီများတဲ့အစားအသောက်တွေနဲ့ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအသောက်တွေကြီးစားတောက်နေမိပါရည်။သူဟာအမြဲတမ်းဒီလိုမျိုးအများပြားစားတောက်နေတာကြောင့်သူရဲ့ပြည်သက်တွေလည်းအံ့အသင့်ပါရည်။အဲ့လိုနဲ့ပဲ2021ခုနှစ်ဇန်နဝါရီလမှာတော့ဆန်ဟာတပတ်လောက်ဗီဒီယိုတွေမတင်တော့သလို live stream လွှင့်တာတွေလည်းမပြုလုပ်တော့ပါဘူး။ဒီလိုနဲ့သူရဲ့ပြည်သက်တွေကလည်းဆန်ဘယ်ရောက်သွားသလဲဆိုပြီးရှာဖွေဖို့စတင်စူးစမ်းလာပါရည်။အဲ့ဒီနောက်မှာတော့သူဟာကျန်းမာရေးနဲ့မညီညွတ်တာတွေစီများတဲ့အစားအစာတွေအများပြားစားတောက်မိတာကြောင့်ကယ်လိုရီကမြင့်တယ်အုံနောက်အမေပါသွေးရိုစိမ့်မှုနဲ့ကြုံတွေ့လိုက်ရပါတယ် ဒီလိုနဲ့တရက်မှာတော့သူ့ရဲ့အုံနောက်ဟာသွေးရိုစီးရကနေအသက်သေးဆုံးတဲ့အထိကျုံ့ပြေးသွားတာဖြစ်ပါတယ်။ဘာကြောင့်ပဲသေဆုံးရတာဖြစ်ဖြစ်သေကြတာကတော့အလွန်ကြာစားတော့ရခြင်းဟာလူတစ်ယောက်ကိုသေစေတဲ့အထိအန္တရာယ်ကြီးစေတာတော့အမှန်ပဲဖြစ်ပါတယ်။ဘီတူဖူဗလော့ဂါတိုင်းကတော့အစားတောက်ပေါင်းစုံစားပြတက်လိရှိပြီမဲ့အစားထက်အတောက်ကိုပိုဦးစားပေးတဲ့ဗလော့ဂါတအုပ်လည်းရှိပါတယ်။တင်ခုမြင်တွေ့နေရတဲ့အမျိုးသားကတော့အစားစားနေအရက်တောက်လိရှိတဲ့ဖူဗလော့ဂါတအုပ်ဖြစ်ပြီး တခါတလေမှ live stream လွှင့်နေတော့အမှုလုံးနေမှန်းသိတာလာပါပြီ။အန်အိုဘုတ်ကောင်းစွာနဲ့ပဲတကယ်တော့ဘူတူဟာ tag to artix တယောက်ဖြစ်ပြီးအန်အိုစရာကောင်းလောင်လက်ရမြောက်တဲ့ tattoo တွေနဲ့အတူ social media မှာလည်းပြည်သက်အများပြားရရှိထားသူပါ။ဒါပေမဲ့ဆိုရတာကတော့သူ့ရဲ့ channel က video တွေဟာ tattoo ထိုးတာထက်အရက်တောက်တာပိုများနေပြီးသူသာနေတိုင်းလိုအရက်တစ်မျိုးပြီးတစ်မျိုးပြောင်းကင်မရာရှေ့မှာထိုင်တောက်ပြပါရယ်။အရက်မျိုးပြီးအသီးစိတ်ပြောက်သွားတာကလည်းချိန်ဖန်များစွာဖြစ်လေရှိသလိုအရက်ပလင်းဟာအဖုံးဖွင့်ထားတာလား။ ပိတ်ထားတာလားဆိုတာ မသိအောင်အမူးလွန်တတ်သူဖြစ်ပါ ರಿ ပြောမယ်ဆိုရင်တော့သူဟာနေတိုင်းအရက်တောက်ပြီးဗီဒီယိုရိုက်ကူးရတာကိုဆွဲလန့်နေတာပါဒါပေမဲ့သူ့ရဲ့လက်ရှိအခြေအနေတွေရတည့်ရမှာတော့သူ့အနေနဲ့ကျမ်းမာရေးပြဿနာကြီးကြီးမားမားရင်ဆိုင်ရတော့မယ်ဆိုတာတော့အသေးအချာပဲဖြစ်ပါ ರಿ ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးခဲ့တာတွေကတော့ကင်မရာရှိမှအလွန်ကြွစားတောက်ပြရင်အသက်အန္တရာယ်အထိကြုံတွေ့သွားရတဲ့ food vlogger တချို့ရဲ့အကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပါ အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးသင်တို့အနေနဲ့လည်းထင်မြင်ယူဆချက်လေးတွေရှိပြီးတစုံတစ်ခုမှတ်ချက်ပြုလို့မယ်ဆိုရင်ခေါမမှာပါဝင်ဆွေးနွေးပြီးသွားလိုက်ပါအစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ